ကဲရောအားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ K1 နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုမေးထားတဲ့မေးခွန်းလေးကိုကျွန်တော်ဖြေပေးမယ်အဲအရင်ဥဆုံးတော့ event လေးတစ်ခုကြောင်းကျွန်တော်အရင်ပြောမယ်နော်ကျွန်တော်တို့ရင် in game နဲ့ဝင်လိုက်တဲ့အခါမှာကြတော့ကျွန်တော်ဒီ event နဲ့မှာအဲ free epic skin for savana ဆိုရဲဒီ event လေးရှိတယ်အဲဒီ event ကကြတော့အရင်ဆုံးကလည်းခဏခဏလာဖို့တယ်အဲဒါကြောင့်မလို့ကျွန်တော်မြန်မြန်လေးပဲရှင်းပြပေးမယ်နော်ကျွန်တော် event နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော် gadget ဆိုတော့ဝင်လိုက်မယ်ဆိုလို့ရှိရင် daily test နဲ့ bonnet test ဆိုတာရှိရယ် daily test နဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ကနေ့စဉ်ဒီ login ဝင်တာလေးတွေဒီ sort ပေးတာလေးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ normal cat လေးတွေရမယ်အဲနောက်ပြီးတော့ရှိရင် bonnet test တွေမှာဆိုလို့ရှိရင်ကျွန်တော်ကဒီတစ်ပတ်အတွင်းမှာဒီ test လေးတွေအကုန်လုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ shiny cat လေးရမယ်အဲ့ဒီရလာတဲ့ကက်လေးရင်းနဲ့ကျွန်တော်တို့က normal cat ရလာရဆိုလို့ရှင် normal draw မှာသွားလှည့်လို့ရမယ် shiny cat ရလာရဆိုလို့ရှင် shiny draw မှာသွားလှည့်လို့ရမယ် အဲ့လိုမျိုးကျွန်တော်တို့ရလာတဲ့ကက်လေးတွေနဲ့ဒီ normal draw တို့ဒီ shiny draw တို့မှာတွားပြီးတော့လှည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီမှာဒီလိုမျိုးကက်လေးတွေရလာနိုင်မယ်ဒီပန်းအောင်ကက်လေးတွေနဲ့နောက်ပြီးတော့ရှိဒီအပြောင်ကက်လေးရလာနိုင်မယ်ပန်းအောင်ကက်လေးကိုကျတော့သူက holo cut လို့ခေါ်တယ်ဒီအပြောင်ကက်လေးကိုကျတော့ normal cut လို့ခေါ်တယ်။အဲဒီလိုမျိုးနဲ့ကျွန်တော်တို့က cut လေးစုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က square line လေးစုလို့ရတယ်။အဲဒီဥမာဒီ stand မှာဆိုလို့ရှိရင်သူက၃ဘောင်ရှိရဲ့။အဲ၃ဘောင်မှာလိုနေတာလေးစုမယ်စုလို့ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအားနေမှာတစ်ဆင့် shiny cut လေးတကက်ပေါ်နိုင်ရမယ်။အဲ့လိုနဲ့ကျွန်တော်တို့ကဒီမှာ square ကဘယ်နှခုရှိသလဲ1 2 3 4 5 6 square 6ခုရှိတယ်။အဲကနေမှာတစ်ဆင့်ကျွန်တော်က lower တဲ့ဒီ ကက်လေးစုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအားနည်းတစ်စင် shiny ကက်6ကက်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီမှာ squat က6ခုဆိုတော့ကျွန်တော်ဒီအားနည်း6ကက်ရမယ်အကနေမှာတစ်စင်ကျွန်တော်တို့ shiny draw ကိုတွားပြီးတော့လှည့်လို့ရမယ်အဲကျွန်တော်တို့အဲ့ဒီကက်လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီမှာ ူက level 1ဆိုလို့ရှိရင်ဒီအပြောင်အကက်လေး35ကက်လိုတယ်အဲတကယ်လို့ level 1ဒီအပြောင်အကက်လေး35ကက် ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က level 1ပြီးသွားပြီ level 1မှာဆိုလို့ရှိရင်ကျွန်တော်ကဒီ elite skin တွေတဲ့ကနေအာတဆင် runner တစ်ခုရမယ်အဲဒါက level 1 level 2ကိုကြတော့ကျွန်တော်ဒီ pan ကက်လေး25ကက်လိုတယ်အဲ့ဒီ25ကက်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ special skin တွေရဲ့အမှအဲသူက runner တစ်ခုရလိမ့်မယ်အဲ့ဒီမပေါက်ကသေးတဲ့ skin တွေရဲ့ပေါက်နိုင်ခြေတော့ပုံများတယ် အဲနောက်ထပ်ဒီ level 3မှာဆိုလို့ရှင်တော့ဒီပန်းအုပ်ကက်လေးတွေ35ကက်လို့ရတယ်။ဒီမှာဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ server နာရဲ့ second အစ်စ်ကိုလည်းရနိုင်တယ်။ဒီ skin ကဂူလောဆယ်ဝင်ကြည့်လို့မရသေးဘူး။ဘာလို့လဲဆိုတော့မနက်ဖန်ကြောင့်မှာ epic ကလာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဂူလောဆယ်တော့ဝင်ကြည့်လို့မရသေးဘူး။အဲဒီထဲမှာတစ်ဆင့်ကျွန်တော် epic skin တစ်ကောင်ရမယ်ပေါ့။ကဲဒီလောက်ပဲ။ကဲကျွန်တော်မေးခွန်းလေးဖြေပေးမယ်နော်။အရင်ကတော့ကျွန်တော် YouTube မှာ Mobile Legend K1 နဲ့ပတ်သက်တဲ့ video လေးတပုတ်တင်ပေးဘူးတယ်အဲ့ဒီ video ရဲ့အောက်မှာမေးထားတဲ့ comment လေးတွေကိုကျွန်တော်ဖြေပေးမယ်အရင်ဆုံးမေးခွန်းကကျတော့ KW ဖြစ်ရင်တဲ့ upgrade diamond ဘယ်လောက်ရလဲပြောတဲ့အဲ KW ဖြစ်လို့ရှင် brother က तू က diamond ပေးတာ brother ဘယ်လိုပေးလဲဆိုတော့ तू ကဥမာ event တစ်ခုလာရယ်ကျွန်တော်တို့အဲ event နဲ့ပတ်သက်တဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က ကြော်ညာပေးရတယ်ပေါ့အဲ့ဒီကြော်ညာပေးတဲ့ဗီဒီယိုရဲ့ view ပုံမူတည်ပြီးတော့ပေးတာဥပမာအဲအဲ့ဒီ video က view ဥပမာကွာ तू ကတရားနေပြီးတော့ထောင်ကြားဆိုရင် diamond block အဲတထောင်ကနေ9000ကြားဆိုရင် diamond block view ပုံမူတည်ပေးတာကွာအဲ view 9000ကနေ view 1000ကြားဆိုလို့ရှိရင် diamond block အဲ့လိုမျိုးပေးတာအဲနောက်ထပ်တရားမေးထားရကြတော့ ်ဖြိုရေးနဲ့ KOL ရှောက်ဖို့နဲ့ TikTok အကောင့်ကလည်းဘလို့ဖွင့်ဖို့လိုရလဲနဲ့နောက်ပြီး KOL ရှောက်ဖို့အသေးစိတ် view လေးနဲ့လုပ်ပြပါလားနဲ့ဘာသာ KOL ရှောက်ဖို့ brother TikTok ရှောက်မယ်ဆိုလို့ရှိရင်သူကဘလို့မှမလို့ဘာသာဒီတိုင်းဖွင့်ထားတဲ့အကောင့်ရတယ်ဘလို့အကောင့်ပဲဘာ region ဘာ brand မှတတ်မှတ်ထားတာမရှိဘူး brother ရအဓိက brother TikTok ကဖွင့်တယ်ဖွင့်လို့ရှိရင် mobile channel နဲ့ပတ်သက်တဲ့ priority တင်ထားမယ်အဲပြီးတော့လို့ရှိရင်အဲသူတို့သတ်မှတ်ထားတဲ့ follower တောင်းလို့ follower လိုအပ်တယ်နောက်ပြီး view လိုအပ်တယ်ဒါဆိုရှင်ရှောက်လို့ရပြီအဲ keyword နောက်တစ်ယောက်မေးထားတာကျတော့ keyword ရှောက်တာကလည်း TikTok Japan region နဲ့ရတာ ਨੇ ရတယ်ဘာသာဘာ region ပဲဖြစ်ဖြစ်သူတို့က bar region ဖြစ်မှဆိုပြီးတော့ပြောထားမျိုးမရှိဘူးရှောက်လို့ရတယ်ဂျပန် region နဲ့လည်းမြန်မာ region နဲ့လည်းရတယ်ဘာနဲ့ဖြစ်ရတယ် K1 မဖွင့်သေးဘူးလားနဲ့အဲ K1 မဖွင့်သေးဘူးကုလောတဲ့တော့ဖွင့်တာမတွေ့သေးဘူးရှောက် K1 ခေါ်ထားတာမတွေ့သေးဘူးအဲကု2025ထဲမှာခေါ်ထားတာမတွေ့သေးဘူးပါ2024ထဲမှာခေါ်ထားတဲ့ post တွေပဲတွေ့တယ်ဒီ2025 group ဆိုလို့ရှင်တော့ group ဆိုလို့ရှင်ဂျုံလာတဲ့တောင်ရောက်နေပြီသူတို့ KOL ဒီ2025ထဲမှာမခေါ်သေးဘူးအဲမကြခင်တော့ခေါ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ brother ဘက်ကလိုအပ်တာလေး လိုအပ်တဲ့ follower လေးတွေဒီ subscriber လေးတွေ view လေးတွေစုထားပေါ့အဲလာလို့ရှိရင်တန်းလျှောက်လိုက်အောင်ပဲအဲနောက်တစ်ယောက်မေးထားတာကျတော့ pro e နဲ့ youtube မှာ kol ဖြစ်ဖို့နဲ့ video ဘယ်လိုတင်ရမလဲပြားတယ်ဒါက youtube မှာ kol ဖြစ်ဖို့ကကျတော့ video ကတော့ဆိုအနည်းဆုံး video တူတာကွာအဲတမိနစ်အထက်လောက်တော့ဆိုလို့ရှိရင်ပုံပြီးတော့အဆင်ပြေတယ်ဒါက short video ကိုကျတော့တိတ်အဆင်မပြေဘူး YouTube မှာကျတော့ YouTube မှာအနည်းဆုံးက10မိနစ်အထက်လောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုအရှည်ရပြီအနည်းဆုံးတော့10မိနစ်အထက်လောက်တော့တင်နေခြင်းနဲ့အဲပြီးသွားလို့ရှိရင်တူအဲတခြားတော့ तू ဟာအရင်ကန့်သက်ထားမျိုးတော့မရှိဘူးအဓိကတော့ mobile session နဲ့ပတ်သက်တာတွေပတ်သက်တဲ့ဗီဒီယိုလေးပေါ့ဒီ highlight လေး gameplay လေးတခြားစားတဲ့ဗီဒီယိုလေးတင်ပေးရမယ်ဒီလောက်ပဲအရင်ကန့်သက်ထားမျိုးတော့မရှိဘူး အဲနောက်တစ်ယောက်မေးထားတာကျတော့လက်ရှိနဲ့ TikTok account နဲ့ရှောက်လို့ရလားဗျရရတယ် brother brother account မှာကသူတို့တက်မှတ်ထားတဲ့ follower ရှိတယ် view ရှိတယ်ဆိုလို့ရှိရင်ရှောက်လို့ရတယ် video မတင်တတ်ဘူးလေ video တင်တာကတော့ brother ဒီအဲ့လိုဖြည်းဖြည်းချင်းပဲ YouTube မှာ brother YouTube ကိုပဲဖြစ်ချင်တာဒါမှမဟုတ် Facebook မှာလားဒါမှမဟုတ် TikTok မှာလားအဲ brother ဖြစ်ချင်တဲ့ platform မှာမူတည်ပြီးတော့ brother live လေးလာလို့ရပေါ့အသေးသေးကကျတော့ brother ကိုယ်တိုင်လေးလာမှရမှာ ဘုန်းနဲ့ YouTube subscriber များရင် KOL ဖြစ်ဖို့ကူညီပေးပါကူညီပေးလေတဲ့ brother KOL ဖြစ်ဖို့အား brother ကိုဒီလိုမျိုး like ကူညီလို့မရအောင်မို့ brother ကျွန်တော် channel မှာအဲ့လိုလုပ်ပေးတာမျိုးပါညာဒီကူညီပြီး share ပေးတာမျိုးပါညာလုပ်ပေးလို့ရတယ်ဒါပေမဲ့ brother KOL ဖြစ်ပြီဆိုတာလည်းဖြစ်ပြီပဲသား brother ဖြစ်လို့ရှင်တယ် diamond back လေးရောက်တာမဟုတ် brother test လုပ်မဲ့ video တွေပေါ်မူတည်ပြီးတော့ပဲသူတို့က diamond ပေးမှာဒါကြောင့်မို့ brother ကိုယ်တိုင်စူးစမ်းမှပဲရမှာ ကျွန်တော်လိုက်ပြီးကုညီမပေးချင်လို့မဟုတ်အဓိကဘာသာကျိုးသားမှလည်းရမှာဘာသာ keyword ဖြစ်သွားတယ်ဘာသာ test လုံးမဲ့ video တွေက view မရဘူးဆိုလို့ရှင်တယ်ဘာသာ diamond ရမှာမဟုတ်ဘူးတကယ်ကြားလည်းနည်းနည်းပဲရမယ်ဘယ်လိုကျွန်တော်ပုံမှန်လင်းပြောပြတာအဲကြောင့်မို့အဓိကကျိုးသားမှာဘာသာကိုယ်တိုင်ကျိုးသားမှာဖြစ်မှာ keyword ရှောက်ဖို့ link ကနဲ့ link ကဘာမှလဲ pro နဲ့ keyword ရှောက်ဖို့ link ကကျတော့ကျွန်တော်အဲ့ channel အဲ့ KOL ရှောက်တဲ့ link ကိုတော့ပေးလို့မရဘူးသူတို့ကကျွန်တော်အဲ့ link တွေပြန်ဝင်လို့မရဘူးအဓိကဒီ2025လောက်မှာခေါ်ဖြစ်ခတ်လို့ရှိရင်အဲ့ခေါ်ဖြစ်တဲ့အချိန်ကြမှာအဲ့ link နဲ့ဝင်ပြီးတော့ရှောက်ကြည့်လို့ရမှာတကယ်လို့ဒီ2025လောက်မှာခေါ်ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်အသေးစိတ်ပြောလေးလုပ်ပေးမယ် KOL ခေါ်နေပြီဆိုတာလေး brother တို့အကြောင်းကြားပေးမယ်ပေါ့ကူလောတဲ့ဟာကျတော့ ဒီ IKWell ကျွန်တော်မှာ Telegram channel ကျွန်တော်တည်တယ်ဒါပေမဲ့အဲ့ channel ရဲ့ link ကယူလို့မရဘူးအားကြောင့်မလို့အဲ့ channel မှာတင်ထားတဲ့ post ကိုကျွန်တော်ရဲ့ဒီကျွန်တော်ဒီ Ideal Gaming ဒီ channel မှာဒီ channel မှာဆိုတာကတော့ဒီ Telegram channel မှာကျွန်တော်ပြန်ပြီး post share ထားပေးတယ်အဲ့ post ကနေမှာတစင်ကျွန်တော်တို့ link ကနေမှာကျွန်တော်တို့ဒီ KWell ခေါ်တဲ့ channel ကိုတွားပြီးတော့ကျွန်တော်တို့နားသားတို့အမှတွားပြီးလေ့လာလို့ရတယ် follower မရှိတော့နောက်တစ်ယောက်မေးထားကြတော့ follower မရှိတော့ね KOL မဖြစ်နိုင်ဘူးဗျာね follower 3000လိုတာလေးဗျာね KOL ဖြစ်ရှင်ပါတယ်ねအခုမှကလည်း follow ကိုမကတော့ follower ကနဲ့ align မရှိလိုက်ဖြစ်နေတော့မရနိုင်သေးဘူးဖြစ်တယ်။ဘာသာ follower လို့ရှင်အဲ့လိုမျိုး like app နေနေဗျာဒါဘာသာကိုယ်တိုင် video တင်ပြီးကြိုးစားမှပဲဖြစ်မှာ KW ဖြစ်ဖို့ကကျတော့အားမှလည်း brother တို့နောက်ဒီ event နဲ့ပတ်သက်တဲ့ test တွေပေါ့အဲ့ test တွေလုပ်တဲ့အခါမှာ brother တို့ ဒမ်းမိုးရမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဘာလို့ light အပ်နေလို့ရှိရင်ဘာလို့ cable ဖြစ်လဲဒမ်းမိုးများများရဖို့မလိုဘူးပြတာရကျွန်တော်ပုံမှန်လေးလေးမှာပြောပြတာ pro ရေးနဲ့စာလေးပြန်ပြီးပါဦးမယ် cable ဖြစ်ပြီးသားနဲ့အတစ်မဖြစ် ဖြစ်တည်ခြင်းလို့အရေးကြီးတော့ပါနဲ့ဒီက brother cable ဖြစ်ပြီဆိုလို့ရှိရင်တို့ကစံသက်ကာလအနေနဲ့ အဲကျွန်တော်တို့ထောင်းမှာထားပြီးမှဘာသာကို test တွေပါရေးစလောက်ခိုင်းပြီးတော့ကမှာဘာသာ key official key ဖြစ်မှာ official key ဖြစ်ပြီဆိုလို့ရှင်ဘာသာအဲ test တွေစပြီးလောက်လို့ရပြီပေါ့လောက်လို့ရှင်သူတို့ diamond ပေးလိမ့်မယ်